ပြီးခဲ့တဲ့ဧပြီလ၄ရက်ကလွိုက်ကုံမြို့နယ်အတွင်းရှိကျေးရွာတရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီစစ်တပ်ကလက်နက်ကြီးနဲ့လေကြောင်းကိုတပြိုင်တည်းတိုက်ခိုက်ခဲ့တာကြောင့်အရဲသား၃ဦးနဲ့တော်လိုင်းတပ်ဖွဲ့ဝင်၂ဦးကြာဆုံးခဲ့ပြီး၃ဦးဒဏ်ရာရခဲ့ပါတယ်။အဲဒီနေ့မနက်ပိုင်းစစ်နာရီဝင်းကျင်ကပြီးခင်ကုတ်ကူကျေးရွာကိုလက်နက်ကြီးဆယ်လုံးထက်မနည်းပစ်ခတ်ခဲ့တာကြောင့်စစ်ဘေးရှောင်ကနေရွာကိုပစ်စည်းပြန်ယူတဲ့ပြီးခင်ကုတ်ကူရွာသား၃ဦးလက်နက်ကြီးထိမှန်တေဆုံးခဲ့တာပါ။ အခုတည်ဆုံးသွားတဲ့အသက်45နှစ်အရွယ်ရှိခွန်းလို့ဟာကိုဝင်ခွန်လရှိနေတဲ့သူ့အမျိုးသမီးနဲ့အတူလက်နက်ကြီးအပစ်ခံခဲ့ရတာပါအမျိုးသမီးကအသက်အနည်းငယ်ကင်းခဲ့ပေမဲ့ကျန်ခဲ့တဲ့သားသမီး9ယောက်နဲ့မွေးကနေ့ကိုဝင်ကိုလွှဲထားရပြီးအိမ်တော်ဦးစီးမရှိတော့တဲ့အတွက်စစ်ပေးရှောင်မှာဘယ်လိုရှေ့ဆက်ရမယ်ဆိုတာစဉ်းစားလို့မတက်သေးဘူးလို့ဆိုပါတယ်လာလာတော့နာလည်းလာကြောင်းကြောင်းဟိုဟာဘာဖြစ်မိတာစစ်ကမတူအကူရဆောပဲ Tatang bicara. Saya tatang bicara. Dia ya. Nah ya. Saya tunggu ini. Bicara. Tunggu bicara. Aku yang dek star bono. Tapi lihat surat gue ambil. ဖြစ်စဉ်အတွင်းထိခိုက်သူလင်မယားဟာစစ်ဘေးရှောင်ကနေလိုအပ်တဲ့ပစ္စည်းတွေပြန်ယူရင်းလုံခဲ့တဲ့၃ဘတ်ကျော်ကစိုက်ပျိုးထားတဲ့စဘာခင်းကိုဆင်းကြည့်ချိန်အခုလိုအဖြစ်ကိုကြုံတွေ့ခဲ့ရတာပါ။မင်းညာဟောဟာဒါ FM စစ်ထောင်ပြီးမှဟောလေတစ်ချက်တော့ဒီမနောသူအချင်းနေတောက်ကနင်းရောကနင်းရဲ့ဖြစ်ချင်ပေါ့နော်နောက်အမှလည်းလေစိုက်ထားတော့တော့ပါတော့ကြပြီပေါင်းတက်0 မျောစားတော့ကျွေးတဲ့အချင်းသားလဲတိုက်နေတာကြတော့ပါသူများနဲ့အဖက်မလောက်ခိုင်းမြားဘဝတစ်ချက်တော့တော့ကြည့်ရပေါ်တော့တော့ကြတော့လည်းအကြည့်ပြန်ပြန်ခုလဲစီစိန်ရှိပြီနော်ဒီဖက်ပြန်လာဖို့ဒါဖို့ကြတော့အဲ့မှာခယုနေနေတော့ဝေပေါ်တော့သူများခယုမထားရဲ့ဒီဖက်ငါထောင်ဖို့ဒီမှာဘောခယုယူထားပြီးပတ်စံတော့ရှင်းပေါ်တော့အဲ့ယူထားတဲ့ခယုကသူက ဒီမှာအနောက်လိုက်လာဖို့เนาะအဲ့ပြဆာရဒီမှာနည်းနည်းကြီးကြာလာရဲ့ကြာလာရင်မှကြာတော့အမကွာသူကလည်းသူအလိုအမှလည်းသူရှိရသူကတခြားဖက်ပြီးတော့ကွာတခြားဖက်ပြီးတော့တခြားကြာတော့သူကအင်းတိတော့ ထက်ပါဖြစ်စဉ်ဖြစ်ပြီးနိုင်ပိုင်းအကြမှာပီကင်းကောက်ခုကြေးရွာကိုပဲစစ်တပ်ကလေရင်နဲ့ဘုံနှလုံးလာကျဲသွားတာကြောင့်နှစ်ထပ်တိုက်နှလုံးမိဖို့ဆောင်နဲ့ပစ္စည်းကိုတောင်ပျက်စီးခဲ့ကလူလေးဦးထိခိုက်ဒဏ်ရာရကြဆုံးခဲ့ပါတယ်။နောက်ထပ်ဒဏ်ရာရသူ၃ဦးထဲက၁ဦးဟာအသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေရှိနေတယ်လို့သက်ဆိုင်ရာတာဝန်ရှိသူများကအတည်ပြုပြောကြားထားပါတယ်။အဆိုပါကြေးရွာနီးတစ်ဝိုက်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိပေမဲ့စစ်ကောင်စီစစ်တပ်က ရုံးနဲ့ထောက်လန်းပြီးပြည်သူရဲဘော်မခွဲခြားပဲလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်နေတာကြောင့်မိုးပြဲကိုဖျက်ဆီးသွားလာသူပြည်သူများတတိနဲ့သွားလာဖို့လိုအပ်ကြောင်းကြေးရွာတာဝန်ရှိသူတွေကတတိပေးပြောကြားထားပါတယ်ရှင်။